ဒီညီမလေးရဲ့ comment လေးကတီချဲရဲ့ video တွေကြည့်ချုပ်တာအဆင်ပြေတယ်တဲ့အခုဒီညီမလေးကဒီလိုမျိုးလေး comment လေးရေးပေးတာကိုအခု reply ပြန်ပေးတယ်ဆိုတာက line မော်ကနေပြီးတော့တခြားသူတွေလည်းဒီ reply လေးကြည့်ပြီးတော့တီချဲရဲ့ account ထဲကိုဝင်ပြီးတော့ account ထဲမှာ တင်ထားတဲ့ video လေးတွေကို like ပြီးတော့ကြည့်စေခြင်းလို့ပါ လိုက်ပြီးတော့ပညာတွေရစေခြင်းလို့ပါတိချက်ရဲ့ TikTok အကောင့်ထဲမှာလည်းဗီဒီယိုတွေအများကြီးပဲအရှိမှာတင်ထားတယ်ညံ့ပတ်တန်ဆွဲနီးညံ့နီးချုပ်နီးတွေเนาะအဆင်မပြေတာလေးတွေလိုအပ်တာလေးတွေကိုပြောပြထားတယ်အများကြီးပဲရှိတယ်ပညာရစရာတွေအများကြီးပဲရှိတယ်အဲ့ဒီပညာရစရာတွေကိုဝင်ပြီးတော့ကြည့်လိုက်လို့ရှိရင်ကိုကိုတိုင်းချုပ်ဝက်တက်သွားမယ် လုံးဝမချုပ်တတ်သေးတဲ့သူဆိုလို့ရှိရင်ကိုကိုတိုင်းချုပ်ဝတ်တတ်သွားမယ်ချုပ်ခတ်တတ်သွားမယ် ပြီးတော့ချုပ်ပြီးတော့အထည်တွေချုပ်နေတယ်ဆိုလို့ရှိရင်လည်းအဆင်မပြေတာတွေကိုတိချက်ဗီဒီယိုတွေမှာကြည့်ပြီးတော့ပြင်လိုက်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားမယ် customer တွေနဲ့အဆင်ပြေသွားပြီးတော့ချုပ်ခတွေပို့ပြီးတော့ရမယ်လက်ရကောင်းကောင်းလေးတွေထွက်မယ်နော်ကိုအလုပ်လုပ်ရတာအဆင်ပြေတဲ့အတွက်စိတ်ချမ်းသာမယ်ပျော်စရာကောင်းမယ်နော်အခုဆိုလို့ရှိရင်ဆက်ချုပ်တဲ့သူလေးတွေကအယမ်းပင်မန်းနေအယမ်းပင်မန်းနေဆိုတာကလေအဲ့ဒီလိုမျိုးအဆင်မပြေတာလေးတွေရှိနေလို့သူတို့ ပင်ပန်းကြတာတကယ်လို့သာအဆင်ပြေတယ်ကိုကချုပ်လိုက်တိုင်းကွက်တိကြတယ်လှတယ်အရန်ဟိုသဘောကြတယ်ချုပ်တဲ့သူတွေက customer တွေကဟိုကိုပြန်ပြီးတော့ဟလာသဘောကြတယ်ဘာညာအဲ့ဒီလိုမျိုးလေးတွေပြောတယ်ဆိုလို့ရှိရင်ပင်ပန်းတလောက်ကအမောပြေပါတယ်နောက်ပြီးတော့သူတို့တွေပြောနေကြတယ်ချုပ်ခါကပိုတောင်းလို့မရဘူးပေါ့နော်ချုပ်ခါပိုတောင်းလို့မရဘူးဆိုတာကလက်ရာ လိုနေသေးလို့ပို့တောင်းလို့မရတာပါလက်ရာကစပယ်ရှယ်ကောင်းနေတယ်ဆိုလို့ရှိရင်ချုပ်ခါပို့တောင်းရင်လည်းကိုယ့်စီကိုပဲလာပါတယ်တခြားကိုမတော်ဘူးเนาะဟိုကိုယ့်စီရပဲဟိုနှင်းထုတ်လို့ကိုမရပါဘူးเนาะလက်ရာကောင်းမယ်ဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့လက်ရာကောင်းဖို့ကိုစူးစမ်းပါနောက်ပြီးတော့ဒီလိုမျိုးဝင်းလိုက်တာနဲ့ fitting ကြဒီလိုမျိုးနေရထိုင်ရတာအဆင်ပြေအောင်ပုံကြအောင် ဟာခွဲမရှိအောင်အရာမျိုးလေးတွေကိုဘက်ကစ조사ပေးမယ်ဆိုလို့ရှိရင်ချုပ်ခကို customer ဘက်ကမကြည့်ပါဘူးเนาะပေးပါတယ်တကယ်လို့ကိုကနေပြီးတော့မှသူတို့ဘက်ကချုပ်ခကို မပေးချုပ်ခပိုတိုးမပေးရင်တော့မှကိုချုပ်လိုက်တမျှလေးတွေကအစင်ပြေသွားတဲ့အတွေ့ဝမ်းသာရတဲ့ PD ဆိုတာခံစားရပါတယ်အဲ့ဒါကြောင့်မလို့တကယ်ကိုရှိမှာ အသိပညာလေးတွေအပြည့်အဝသာရှိမယ်ဆိုလို့ရှိရင်မပင်ပန်းတော့ဘူးပျော်ပါလိမ့်မယ်เนาะအဲဒါကြောင့်မလို့ဒီဆက်ချုပ်ကတာကပင်ပန်းတာပင်ပန်းတဲ့အလုံးမဟုတ်ပါဘူးသူများတွေလှသွားတာလေးတွေကိုမြင်ရတဲ့အတွက်ထက်တူ ကိုလည်းစိတ်ချမ်းသာရတဲ့အလုပ်ပါတမအာဇီဝကြတဲ့အလုပ်ပါရန်ကိုအဆင်ပြေတဲ့ပေါ့နော်ကောင်းမွန်တဲ့အလုပ်ပါနော် တန်တန်ပြပြလေးတွေကင်ရတယ်เนาะလေးပင်နေမမရဘူးအရိတ်ထဲနေရတယ်မိုးတဲ့ရေထဲမသွားရဘူးအဆင်ပြေတာတွေအများကြီးရှိတယ်ဆက်ချုပ်တဲ့အလုံးကြောင့်မှွက်လို့အဆင်ပြေတာတွေအများကြီးရှိတယ်ဒါပေမဲ့ line ပေါ်မှာမြင်နေရတယ်တီရှပ်ကိုလာပြီးတော့အဲပြောကြတယ်ပေါ့เนาะလာပြီးတော့ညှိပြကြတယ်ဒီဟာကိုတော့မှဆက်မလုပ်ချင်တော့ဘူးစွန့်လွတ်ချင်တယ်စိတ်ညစ်တယ်ပင်မန်းနဲ့ယောဂါတွေရတယ်အဲအဲ့အရာတွေကကြွန့်ကျင်မှုနည်းနေသေးလို့ပါ နော်ကိုကကြွန့်ကျင်မယ်ကိုကိုကကြွန့်ကျင်မယ်ဆိုလို့ရှိရင်ဆေးဆက်ကြရာအယုတ်ထင်ပါတယ်ကိုယ့်ရဲ့လက်ကလှုပ်ရှားမှုတိုင်းကအကုန်လုံးကလှနေမယ်အဆင်ပြေနေမယ်အဲ့ဒီအတွက်ကိုကိုကမပင်ပန်းတော့ပါဘူး အဲဒါကြောင့်မလို့ကိုမပင်ပန်းကျင်လို့ရှိရင်ဤစနစ်ကောင်းကောင်းလေးရထားဖို့လိုပါတယ်ပညာကောင်းကောင်းလေးရထားဖို့လိုပါတယ်အများကြီးလေ့ကျင့်ဖို့လိုပါတယ်ဆရာကောင်းလေးလိုပါတယ်ကိုကလေ့ကျင့်ပေမဲ့ဘယ်ဟာကကောင်းတယ်လဲမှန်တယ်လဲဆိုတာကို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 ဆုံးဖြတ်လို့မရဘူးเนาะဆရာကောင်းတယ်မှဆုံးဖြတ်လို့ရပါမယ်။နောက်ပြီးတော့အနီးကပ်ဆရာပို့ပြီးတော့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ line ပေါ်ကနေကြတော့လှမ်းပြီးတော့မေးရဆိုလို့ရှိရင်လည်းဘာလို့တလဲဆိုတော့အနီးကပ်ကြည့်တာတော့ မတိတာဘူးနောက်ပြီးတော့တခြားဘက်ကနေပြန်ပြီးတော့ line ပေါ်မှာပြောပြမယ်ဆိုလို့ရှိရင်လည်းအနီးကမြင်လာတော့ ညီမလေးတို့ဘက်ကလည်းမမြင်နိုင်ဘူးတိချေပြောတာကိုအဲအဲ့ဒါကြောင့်ဘလို့တည်တည်ချာချာသွားပြီးတော့သင်ဖို့လိုတယ်ဘလောက်ပဲဝေဝေပညာရမယ်ဆိုလို့ရှင်တော့သွားပါနောက်ပြီးတော့ဒီ TikTok အကောင့်ထဲရောတိချေရဲ့ page ထဲမှာရောတင်ထားတဲ့ပညာတွေကိုလည်းရအောင်ယူပါအခုဒီညီမလေးလိုပဲเนาะအဆင်ပြေစေခြင်းလို့ဒီညီမလေးရဲ့ comment လေးကို reply ပြန်ပြီးတော့လူအများကိုလည်းသိစေအောင်ပြောပြတာဖြစ်ပါတယ်အဲ့ဒီတော့မပင်ပန်းကြအောင် ကိုယ့်ရဲ့ပညာဝန်းစာကိုဖြည့်ပါအရေးချင်းဖြည့်ပါလိုအပ်လို့ရှင်လဲသင်တန်းထပ်တက်ပါတီရှပ်လို့ရှင်လဲသင်တန်းနေထပ်ပြီးတော့တက်နေတာပဲเนาะအဲ့ဒီလိုမျိုးဆိုတော့ဟိုဟိုကိုကအဲ့ဒီပြင်သင်တန်းတက်တဲ့အလျောက်လဲပြန်ပြီးတော့တကယ်စ조사လို့ရှင်တကယ်ပြန်ပြီးတော့အကျိုးခံစားရပါတယ်ပျော်ရပါတယ် စိတ်ချမ်းသာရပါတယ်အဆင်ပြေရပါတယ်အဆင်ပြေမှုတွေအများကြီးရမှာပါအဲ့ဒါကြောင့်မလို့အာယုံစိုက်ပြီးတော့ကိုဒီလုပ်ငန်းကိုမစသေးခင်တော့မစသေးမစရသေးဘူးဆိုလို့ရှင်တော့လေမစတာကောင်းတယ်ဒါပေမဲ့တကယ်လို့ဝါသနာပါလို့ plan တစ်ခုကိုရှောက်ခဲ့ပြီးပြီဆိုလို့ရှင်တော့ဆက်ပြီးတော့အာယုံစိုက်ပါနော်အာယုံမများပါနဲ့အာယုံစိုက်ပါ ပြီးရင်ဖြစ်အောင်လုပ်ပါ ဖြစ်ကိုဖြစ်ပါတယ်တခြားသူတွေလည်းအများကြီးပဲဖြစ်တဲ့သူတွေလည်းအများကြီးပဲလေအဲ့ဒီအတွက်ပင်မန်းနဲ့နောက်ဆုတ်ခြင်းနဲ့စိတ်ညစ်တဲ့ဒါမျိုးတွေဟာတဲ့အခြေအနေတစ်ခုမှနေမယ်သူ့ကို ကြောသွားလို့ရှင်တော့အားလုံးအဆင်ပြေသွားပါလိမ့်မယ်အဲ့ဒါကတော့ကျင်းသေးနောက်ပိုင်းမှာအဆင်ပြေမယ်ဆိုတာကိုပြောချင်ပါတယ်အားကြောင့်မလို့စူးစမ်းကြပါနော် fighting